။အောင်းနောက်ကင်စာဆိုတာပါလေ။ဘာကြောင့်ဖြစ်တာလဲ။ဘယ်လိုကုသနိုင်မလဲ။ဒီဗီဒီယိုလေးမှာအောင်းနောက်ကင်စာအကြောင်းကိုအစခံကနေကုသနည်းတွေအထိဘယ်လိုကူကူနားလည်နိုင်အောင်ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးဟုတောင်းဆိုပါရခင်ဗျာ။မတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ Happy Happy Vibe Channel လေးကို Like Subscribe လုပ်ပြီးဗီဒီယိုတွေညီနိုင်နိုင်အောင်ဘေးကနိုဒီဘဲခေါင်းဆောင်လေးကိုလည်းနှိပ်ခဲ့ပေးပါဦးခင်ဗျာ။ကြည့်ရှုလူတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။အုံနောက်ကင်းစာဆိုတာအုံနောက်ထဲမှာပုံမှန်မဟုတ်တဲ့ဆဲတွေကြီးထွားလာပြီးအကျိတ်ဖြစ်လာတဲ့ရောဂါတစ်မျိုးပါ။ဒီအကျိတ်တွေကအုံနောက်ရဲ့လုံငန်းဆောင်ရွက်တာတွေကိုထိခိုက်စေပြီးလူနာရဲ့ကျန်းမာရေးဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။အုံနောက်ကင်းစာကိုအဓိကအားဖြင့်နှမျိုးခွဲခြားနိုင်ပါတယ်။ပထမတစ်မျိုးကတော့ primary brain trauma လို့ခေါ်တဲ့အုံနောက်မှာစတင်ဖြစ်ပွားတဲ့အကျိတ်ဒုတိယမျိုးကတော့ secondary brain trauma လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့တခြားနေရာကကင်ဆာဆဲတွေအုံနောက်ကိုပြက်ပွားတဲ့အခြေမျိုးတို့ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်တို့တွေအုံနောက်ကင်ဆာရဲ့လက္ခဏာတွေကိုဆက်ပြီးပြလာကြည့်ကြရအောင်။အုံနောက်ကင်ဆာရဲ့လက္ခဏာတွေကအခြေရဲ့အရွယ်အစားဒီနေရာနဲ့ကြီးထွားနှုန်းပေါ်မူတည်နေပါတယ်။အဖြစ်များတဲ့လက္ခဏာတွေကတော့ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊အန်ခြင်း၊တက်ခြင်း၊မျက်ညံချွေ့ခြင်း စကားပြောရခဲ့ခြင်းမျက်လုံးအာယုံဝေဝါးခြင်း ကိုယ်တချမ်းအားနေခြင်းကျင်လက္ခဏာတွေခံစားရပြီဆိုရင်တော့ဆရာဝန်နဲ့အညံဆုံးပြသဖို့အရေးကြီးပါတယ်။ဩနောက်ကင်စာကိုပါကြောင့်ဖြစ်စေပါကြလေ။ဩနောက်ကင်စာဖြစ်ရခြင်းရဲ့တိကျတဲ့အကြောင်းရင်းကို မတိရသေးပေမဲ့အခုဆက်လက်ဖော်ပြမယ့်အချက်တွေကဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါလေ။နံပါတ်1မျိုးရိုးဗီဇဆိုင်ရာကြေညာများနံပါတ်2 တက်ရောက်ချီတွေ့တွေ့မှုများနံပါတ်3အသက်ကြီးခြင်းနံပါတ်4ကိုခံအားစနစ်အားနည်းခြင်းနံပါတ်5ဓာတုပစ္စည်းများနဲ့ချီတွေ့မှုတို့ပဲဖြစ်ပါတယ်အုံနောက်ကင်စာယောဂါကိုဘယ်လိုနည်းလမ်းတွေနဲ့ယောဂါကိုရှာဖွေကုသကြပါသလဲအုံနောက်ကင်စာယောဂါကိုရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်း MRI နဲ့ CT scan ရခြင်းအသားစယူခြင်းဟာယုံကျောဆိုင်ရာဆေးဆေးမှုများကုသနည်းတို့ပဲဖြစ်ပါတယ် ဒီစစ်စစ်မှုတွေကဆရာဝန်တွေကိုအကျဲ့ရတီနေရာအရွယ်အစားနဲ့အမျိုးအစားကိုသိရှိစေနိုင်ပါတယ်။အုံနောက်ကင်စာကိုဖယ်လို့ကုဒါကြပါသလဲ။အုံနောက်ကင်စာကိုကုဒါတဲ့မျိုးတွေကတော့အကျဲ့ရအမျိုးအစားဒီနေရာနဲ့လူနာရဲ့ကျန်းမာရေးအပေါ်မူတည်ပါတယ်။အဓိကကုဒါနည်းတွေကတော့ခွဲစိတ်ကုဒါခြင်းအကျဲ့ကိုဖယ်ရှားဖို့ခွဲစိတ်မှုပြုလုပ်နိုင်ပါတယ်။နံပါတ်2တိုက်ရောင်ချီကုထုံးကင်စာဆဲတွေကိုတည်စေဖို့ တိုက်ရောင်ချီဖို့အသုံးပြုပါတယ်။နံပါတ်3ကင်းစားဆေးတွင်းကုရချင်းဆေးတွေကိုအသုံးပြုပြီးကင်းစားဆဲတွေကိုတက်ပြစ်ပါတယ်။နံပါတ်4တိကျတဲ့ကုထုံးများကင်းစားဆဲတွေရဲ့အာနှက်ချက်တွေကိုပြတ်မှတ်ထားပြီးကုတာပါတယ်။ဒီကုတာမှုတွေက လူနာရဲ့အတ္တကိုရှည်စေနိုင်ပြီးဝက္ခတာတွေကိုတက်တာစေနိုင်ပါတယ်။အုံနောက်ကင်းစားဆိုတာကြောက်စရာကောင်းတဲ့ယောဂါတစ်ခုဆိုပေမဲ့စောစည်းစွာယောဂါရှာဖွေပြီး ကုသမှုခံယူမယ်ဆိုရင်ကောင်းမွန်တဲ့ရတတ်တွေ ရရှိနိုင်ပါတယ်။ဒါကြောင့်ခေါင်းကပ်ခြင်းအန်ခြင်းဆက်ခြင်းစားတဲ့လက္ခဏာတွေခံစားရပြီဆိုရင်ဆံဝန်နဲ့ပြသတင်ပါပဲ။ဈာမရေးကိုဝေယူဆိုင်ပြီးပုံမှန်စစ်ဆေးမှုတွေပြုလုပ်ဖို့လိုပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဈာမပြောရှင်တဲ့ဘုရားကိုပန်းဆိုင်နိုင်ကြပါစေခင်ဗျာ။